အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ Great Age Mash လေးချိန်ခံ2.1 Number 1ကိုရှင်းပြအောက်ပါတို့တံမိုးများကိုရှာပါတယ်နမကကြီး negative 5 over 6 the whole power 3သုံးတက်တင်ထားတယ်ဆိုတော့ဒီ negative 5ကို သုံးချိန်မြောက်ခိုင်းတာပါဒါကြောင့် negative 5 over 6 multiply negative 5 over 6 multiply negative 5 over 6 negative sign နဲ့ negative sign နဲ့မျောတော့ plus တော့ plus နဲ့ negative sign နဲ့ထပ်မျောရင် minus ဖြစ်ပါတယ်ဟုတ်ကဲ့နော်အဲ့တော့ဒီသူ့ရဲ့ sign ကတော့နော် minus နဲ့ထွက်မယ်အဲ့တော့5 over 6ဆိုတော့5ကြီးပဲ၃ကြီးမျောမယ်125ပါ divided by 6ကြီးပဲ၃ကြီးမျောရင်216ဖြစ်ပါတယ်နမခွေး negative 3တဟိုးပါပါ7အဲ negative 3ကြီးပဲ9ကြိမ်မြောက်အောင်ပါနက်ဂတီ3မာတီပလိုက်နက်ဂတီ3မာတီပလိုက်နက်ဂတီ3မာတီပလိုက်နက်ဂတီ3အဲဆိုနက်ဂတီ3ကြီးပဲခုနကမြောက် တော့ negative 3ရောခုနကမြောက်မယ်အဲ့တော့အလုံးမြောက်လိုက်လို့ရှိရင် तू က negative နဲ့ negative နဲ့မြောက်ရင် plus plus နဲ့ negative နဲ့ထပ်မြောက် negative negative နဲ့ plus နဲ့ထပ်မြောက် negative negative နဲ့ plus နဲ့မြောက် negative negative နဲ့ negative နဲ့မြောက်ရင်ဒီထိဆိုရင် plus နောက်ဆုံးမှာ plus နဲ့ negative နဲ့မြောက်လို့ရှိရင် negative sign ပြန်ထွက်မယ် negative 3ကြီးပဲ9ကြီးမြောက်လို့ရှိရင် तू က2187ရပါတယ် ဝိပင်းနမခကွေနော်နမခကွေက11 over h the whole power 2အဲ့တော့11 multiply 11 divided by h multiply h ဖြစ်ပါလေနော်121 divided by ဒါ64ပါနောက်မကားငယ် negative 6 over 7တဟုပါဝ4 negative 6ကြီးပဲ၄ချိန်မြောက် negative 6 over 7ပဲ၄ချိန်မြောက် multiply negative 6 over 7 multiply negative 6 over 7ဟုတ်က negative နဲ့ negative နဲ့မြောက်ရင် plus negative နဲ့ negative နဲ့မျှောက် plus plus နဲ့ plus နဲ့မျှောက်ရင်အပေါင်းမပြတ်တော့ဘူး6ကို၄လုံးမျှောက်ရင်1296 divided by အောက်က2ခုနှစ်ကို၄ချင်းမျှောက်ရင်2401ရနော်ဟုတ်ပြီဒီထိနာလည်းမထင်ဘူး ပြီးရင်ဒီထည့်ကနေပြီးတော့စာခွဲကိုတွက်ကြည့်မယ်ကျန်တဲ့ပုံစံကကိုထွိုင်းကြည့်ပါ negative 1 the whole power 1000တော့ဖြစ်ပါနော်ဒါတော့ကျတော့ကျွန်တော်တို့ဘယ်လိုရှင်းမလဲဆိုတော့မန်မနှုတ်လေးကိုမှတ်ရမယ်ပေါ့နော် -1 the whole power အဲ negative 1 the whole power အဲ့မှာ n က even number စုံကိန်းဆိုပါတော့ဒီနေရာမှာ n ကစုံကိန်းဖြစ်မယ်ဆိုလို့ရှိရင်ပေါ့နော် n ကစုံကိန်းဖြစ်မယ်ဆိုလို့ရှိရင် negative 1 the whole power n ဆိုလို့ရှိရင်စုံကိန်းဆိုရင်ဥမာဆိုပါတော့နော် negative 1 the whole power 2ဆိုရင် negative 1 multiply negative 1ဆိုတော့သူက1ရမယ်လीအဲ့တော့စုံငိမ့်တင်လို့ရှိရင်ဥမာ4တင်ရင်လည်း1ရမယ် သူကနော်ဥမာ6ထက်တင်လဲဝမ်းရမယ်ဒီသဘောကိုပြောတာအဲဒါကြောင့်ကျွန်တော်တို့က negative 1 the whole power and ဆိုလို့ရှိရင်1နဲ့တူတယ်လို့ပြောလို့ရတယ်။ Now negative 1 the whole power and အဲ့ဒီမှာ and က off နံပါတ် margin ဆိုလို့ရှိရင်ပေါ့နော် off နံပါတ် margin ဆိုလို့ရှိရင်အဲ့တော့ negative 1နေရာမှာ negative 1 and နေရာမှာ3ကိုထည့်အဲ့တော့ negative 1 3ကမြောက်လို့ရှိရင် negative 1မှာပြန်ရမှာလေ။ း negative 1နဲ့ negative 1နဲ့မျှောင်ရင်1 1ကို negative 1နဲ့မျှောင် negative 1အဲ့တော့၃တက်တင်ရင်လဲသူက margin ဆိုတော့အနှုတ်နဲ့ထွက်မှာနော် negative 1မရ၅တက်တင်ရင်လဲ negative 1ရမယ်နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကစုံမခွဲလိုက်ရမယ်ပေါ့နော်အဲ့တော့မတင်တာနဲ့ဒါက negative 1ပဲရအဲ့တော့ negative 1 the whole power n မှာဆိုရင် even number ဖြစ်ရင်1ရမယ် off number ဆိုလို့ရှိရင် minus နဲ့ပြန်ထွက်မယ်ဒါဆိုရင်ဒီမှာ 1000ဆန်ကိုကြည့်လိုက်တဲ့အခါမှာ1000ဆန်ကနော်3ညနဲ့စုံတော့သူက event number ကြီးဖြစ်တယ် event number ဆိုတော့အဖြေကကျွန်တော်တို့1ဆိုပြီးရမှာဖြစ်ပါတယ်เนาะအပေါင်း1ပေါ့เนาะ1ရမှာပါเนาะအဲဒါကြီးကိုကျွန်တော်တို့က negative 1ကြီးပဲအကျဉ်းတစ်ထောင်မြှောက်ပြစရာမလိုပါဘူးเนาะစုံမှခွဲလိုက်လို့ရှင်ညာဥပမာဗျာဟို negative 1 the whole power 999ဆိုပါတော့ဒါဆိုရင်သူက9နဲ့စုံနေဆို off number လीဒါဆိုကျွန်တော်တို့ -1 နဲ့ထွက် ီသဘောပေါ့เนาะအဲကြံတဲ့အပုတ်ဒီကို twin ကြည့်လို့ရပါတယ်เนาะ